Okay. Okay. And the a yin down man ba de, saka nen nen le we de kha cha English mo me lo ya ba la. Ma ma lo we de de me. Oh. um okay. Um does you and the

Um, what is one life lesson you've learned throughout all of your years, and especially with your recent trip abroad? Have you learned anything? မင်းဘာသာစကားကိုမမေ့ကိုကြိုးစားတာဒါဆိုဆိုကဟိုဒီမှာပြောခဲ့တယ်လို့ပဲပေါ့နော် mm -hmm. ိုရောက်သွားတဲ့နိုင်ငံရဲ့ဘာသာစကားကိုကြောင်ကြောင်ကျင်ကျင်ပြောနိုင်တယ်ဆိုဂုံယူစရာဖြစ်တယ်။ဒါနဲ့ကိုယ့်ရဲ့အမိဘာသာစကားကိုပြီးသွားတယ်ဆိုဂုံယူစရာမဟုတ်ဘူး။အဲ့တော့ဒီဟာကိုတော့ထိမ့်သိမ့်ကြပါလို့ကျမအနေနဲ့ဟိုမိတ္တရရခံပါအားစီနိုင်ငံတခြားနိုင်ငံတခုကိုရောက်သွားတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကဘာပို့ပြီးတော့ကြီးသွားတယ်ပို့ပြီးတော့ကျယ်ပြန့်သွားတယ်။ကိုယ့်ရဲ့နိုင်ငံရဲ့ရည်ကြီးမှုတွေဘာသာစကားတွေထားပစ်ခဲ့ပြီးဆိုရင်ပို့ပြီးတော့ကျယ်ပြန့်သွားတယ်လို့ပြောနေတယ်။အဲ့ဒါနဲ့စပါရစေ။အဲ့တော့ဟို အမေရိကကိုလာတဲ့ခါကျရင်အမေရိကန်ပြည်ထောင်စုကိုလာတဲ့ခါကျရင် VOA လာမလားဆိုတာအဲ့ဒါကဘာပုံမှာတစ်ခုပေါ်မှာတည်ပါတယ်တစ်ခုကတော့ VOA ကဖိတ်လာမဖိတ်လာဘူးတော့တစ်ခုကတော့ပို့ပြီးတော့အရေးကြီးတာဟာဒီ ancient နိုင်ငံရဲ့အစီအစဉ်ပေါ်မှာလက်တည်ပါတယ်ဟိုကျမကဆိုလို့ရှိရင်ဒီနိုင်ငံရဲ့ ethic အနေနဲ့လာတာဆိုတော့အဲ့ဒီနိုင်ငံမှာကိုကိုစားပြုတဲ့ပုံကိုယ်တွေနဲ့ညှိနှိုင်းပြီးတော့မှအစီအစဉ်တွေလုပ်အောင်နောက်ဆုံးတစ်ခုကဒီခရီးစဉ်မှာဟိုဘာတွေတွေ့ရတယ်ပေါ့ဘာဘလို့ဟို ခုတုဒအသစ်တွေတိုးရရတယ်လို့ပြောရရင်အဓိကဟိုကျမတို့အင်ဂျန်မှလည်းတံမိုးရှိပြီးတော့ကျမတံမိုးလည်းထားတော့တဲ့အတိတ်ကဘာလဲဆိုတော့ကျမတို့ကဘာကြီးကခွဲခြားပြီးတော့မမြင်ဘူးဆိုတဲ့ကိစ္စပါကျမကအခုဒီဥရောပရောက်မှာမဟုတ်ပါဘူးကျမအဦးဆုံးကျမခီးရထိုင်းနိုင်ငံကိုဖြစ်ပါတယ်ဘန်ကောက်ကိုရောက်တဲ့ခါကျတော့ထိုင်းနိုင်ငံကထိုင်းလူမျိုးတွေကဘလောက်နှွေးနှွေးထွေးထွေးနဲ့ကျမကိုကြိုဆိုကြတယ်ကျမတို့ကသူတို့နဲ့ သူတို့အချင်းချင်းလို့ဆက်ဆံနေပေါ့နော်အော်တော်တော်ကိုထိုင်းပြည်သူတွေရာဟောထိုင်းအနာပိုင်းတွေရာဟောကျွန်တော်ပုံမှာအင်မတန်ကဟိုမေတ္တာနဲ့ဂရုဏာနဲ့ပြည့်စုံဆောင်လျှောက်တယ်ဆိုတော့တွေ့ခဲ့ရတဲ့အခါကျတော့ကျွန်တော်အင်မတန်ဝန်တာတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒေတာဒေတာအတွင်းမှာညီညွတ်မှုရှိဖို့တူဖို့တူနားလည်မှုရှိဖို့တူဖို့တူဦးကိုတူချစ်ခင်မှုဆိုတာအင်မတန်မှအရေးကြီးတယ်အခုဥရောပရောက်တော့လေကျွန်တော်ထင်တာတွေပို့ပြီးတော့ ဒီဥရောပနိုင်ငံကပြည်သူပြည်သားတွေရောအစိုးရတွေရောကမေတ္တာကရုဏာနဲ့ပြည့်စုံဆောင်လျှောက်တယ်ကျူဆိုတယ်ဆိုတော့တွေ့ရတဲ့အခါကျတော့ဒါကျမတို့ကဘာကြီးအတွက်ကောင်းတဲ့လက္ခဏာဖြစ်တယ်လို့ကျမမှလည်းဒီကဘာကြီးမှာအလုပ်ကိုပြီးခင်းနေမြင်မြင်အေးချမ်းသာနေနိုင်ဖို့ကြိုးစားဖို့တာဝန်ရှိသွားတယ်လို့မြင်ပါတယ်။အဲဆိုရတာ